ကားနဲ့ပြောလိုက်ပါရောအိမ်ပေါ်မှာတက်ဖြောလို့ရတယ်အိမ်ပေါ်မှာတက်ဖြောလိုက်တို့ကအဖိုးကခထားကရေဘော်တို့ဩပရာကြီးရဲ့ဖနာတို့ကလိုက်ချင်းရင်လိုက်ခဲ့လားဒါလည်းမရှိဘူးယူသွားတာဟုတ်နော်ဒီနောက်ကြီးစီကိုတိတူတယ်ကိုနှိမ့်ဆက်တာကိုအဝါတော့မစုံဘူးဟုတ်ပါပြီနှိမ့်ဆက်တာဟုတ်ပါပြီဒါနှိမ့်ဆက်တာကြီးနိုင်ငံကြီးလို့ပါကြီးနိုင်ငံကြီးလို့ပါကြီးနိုင်ငံကြီးနဲ့စကားလိုက်ခဲ့လားဟေးရှာမရှင်နဲ့တဲ့ဟာ 啥忘掉了？看了吧，忘 <noise> 了。哎，啥忘掉了？看我来看你忘掉了，是看你。 ဆိုလိုက်ကြလားခုနကပြန်တော့ခင်ဗျာကျွန်တော်လုံးကဲတော့လိုက်ရလားစကားလိုက်ရလားစကားပါတိုင်းမဲ့လိုက်ကြလားတော့လားမှန်ပါတယ်ကျွန်တော်ပြောမယ်စကားပါဆရာခဏလေးနေရောစကားမှာဒီအိမ်မှာအဖာကြီးငွေဟုတ်ကြီးနိုင်ငံကြီးလုံးက

Starlink ကိစ္စအငင်းပွားမှုတွင် NUG ရဲဘော်များကျင်းဝတ်ချိုးဖောက်မှုရှိဟုစင်ကူးမျိုးနှင့်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဝန်ခံခဲ့ပြီးစီကံချိုးဖောက်သူကိုလည်းအရေးယူမီအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိစင်ကူးမျိုးနှင့်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အကာကလင်းတို့၏ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် Starlink Internet သိမ်းဆည်းရေးကိစ္စရပ်တစ်ခုတွင်ပြည်သူအပေါ်ဆက်ဆံရေးကျင့်ဝတ်များကိုချိုးဖောက်ခဲ့ကြောင်းဝန်ခံ၍တတိပေးအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းယနေ့အောက် တိုဘာ၁၂ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။ယမန်နေ့အော်တိုဘာလ၁၁ရက်နေ့နေ့လယ်ပိုင်းကစင်ကူးမြို့နယ်အတွင်းရှိကျေးရွာတရွာတွင်စီကန်းချိုးဖောက်သည့်နေအိမ်တအိမ်မှစတားလင်းအင်တာနက်သိမ်းဆည်းရေးဖြစ်စဉ်သည်လူမှုကွန်ရက်ပေါ်တွင် ရုတ်တံအဖြစ်ပြန့်နှံ့ခဲ့ပြီးအဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်းစင်ကူးမြို့နယ်အကာအီထုတ်ပြန်ချက်တွင်မှရှိသည်။ စင်ကူးမျိုးနယ်အကတိလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်သတင်းပေါက်ကြားမှုနှင့် လေကြောင်းတိုက်ခိုက်မှုများခက်စိတ်စိတ်ဖြစ်ပွားနေခြင်းကြောင့် Starlink အင်တာနက်အသုံးပြုမှုများကိုမက်လ16ရက်နေ့မှစတင်၍စစ်စစ်ကြမှတ်ရန်စီကံများထုတ်ပြန်ထားပြီးဖြစ်သည်ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင်စီမင်းစီကံနှင့်အညီအသုံးမပြုသည့် Starlink အင်တာနက်ကိုတင်စီရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား၅ဦးကတွားရောက်ခဲ့သည် ်ထို့သို့တွားရောက်စဉ်စီကန်းချိုးဖောက်သည့်နေအိမ်မှတာဝန်ရှိသူကတာဝန်ရှိသူတဦးကိုတိုင်လာရောက်တင်စီမှလက်ခံမိဖြစ်ကြောင်းပြန်လည်ခြေပပြောဆိုခဲ့သည့်ထို့ကြောင့်အကဥက္ကဋ္ဌဤညွန်ကြားချက်ဖြင့်တာဝန်ရှိသူတဦးနှင့်ပူပေါင်းအင်အားဆယ်နှစ်ဦးကထပ်မံတွားရောက်ခဲ့ရာမှာဗီဒီယိုဖိုင်တွင်ပါဝင်သည့်အငင်းပွားမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည် ကနဦးတွင်တာဝန်ကျရဲဘော်များသည့်ကောင်းမွန်ကြည်လဲစွာရှင်းပြပြောဆိုပြီးပြည်ထနာအခြေအတင်မဖြစ်ပွားရေးအတွက်ဥတီဆောင်ရွက်ခဲ့သည်ကိုတွေ့ရတော်လဲဖြစ်စဉ်ဤနောက်ပိုင်းတွင်တာဝန်ကျရဲဘော်များဘက်ကလည်းပြည်သူလူထုအပေါ်ဆက်ဆံပြုမှုရမည်စည်းကမ်းနှင့်ကျင့်ဝတ်များကိုချိုးဖောက်ပြီးစိတ်လိုက်မှန်ပါပြုမှုများဖြင့်ပြန်လည်တုံ့ပြန်ပြုမှုခဲ့သည်ကိုစိတ်မကောင်းဖွယ်ရာတွေ့ရှိရသည်ဟုအရေးပေါ်အုပ်ချုပ်ရေးဖွဲ့အကမှဝန်ခံထားသည် စင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့်ရင်းကျဉ်ဝေချိုးဖောက်မှုအတွက်တာဝန်ကျရဲဘော်များကိုထိုက်တင်သည့်တတိပေးအရေးယူမှုများကိုထိထိရောက်ရောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကတိပြုခဲ့သည့်ထို့ပြင်စီကန်ချိုးဖောက်သည့်စတားလင်အင်တာနက်ဆက်ပိုင်ရှင်ကိုလည်းထုတ်ပြန်ချမှတ်ထားသည့်စီမင်းများအတိုင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည် စင်ကူးမျိုးနဲ့အကအနေဖြင့်ယခုဖြစ်စဉ်အတွက်အများပြည်သူလူလူစိတ်နှောက်ယှက်ဖြစ်ခဲ့ရသည်ကိုများစွာစိတ်မကောင်းဝမ်းနည်းဖြစ်ရကြောင်းနှင့်နောက်နောက်ယခုကဲ့သို့ဖြစ်စဉ်များထပ်မံမဖြစ်ပွားစေရည်အတွက်အထူးလေးပေးစက်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းထုတ်ပြန်ကြေညာခဲ့သည်